ေဇုတော်ရှင်ဒီပိကရောစရောကြီး အချိန်တန်ဖိုးလူတကိုဒီပိကဓမ္မလက်ဆောင်ကို စာအုံးမှအချိန်ကို ထိန်အပူငိမ့်ဆိုတဲ့ခေါင်းစဉ်ဖြင့်မူလပရိယာယဇတ်တော်ကိုအခြေခံ၍တရားလင်္ကာဓမ္မကဗျာများကို မျှဝေပူဇော်ပြီးမှဖြစ်ပါတယ်အချိန်ကိုထိန်အပူငိမ့်တဲ့ ကာလောကတိဘူဒာနိသဗ္ဗာနိဝသဟဒနာယောဇာကာလကတောဘူဒောသဘူဒပစနိပစီအစမပြတ်သွားနေရ၏မယမနာပြောင်းနေညာထူးကြအချိန်တွင်တကယ်ပြောင်းသာယုတ်နံပါခန္ဓာမမြဲချီ ယုံနာအတ္တပြတ်အောင်ဖြတ်၍အတ္တကုံယံနှုတ်ယူပြန်ဤကစားရဲအချိန်တွင်တကယ်ပြတ်တာယုံနာပါခန္ဓာစည်ရဲ့ချီရည်တွဲကြောင်းမရည်တွဲအထူးလအချိန်တွင်ကိုယ်အတွက်မှရည်စရာကောင်းစွာခြင်းနဲ့တရားပြီအညီအမြလူတိုင်းရအောင် ောင်းတိကြသေးချပေရပါချိန်ခါကာလရီအချိန်တိုင်းဟာတစ်ချိန်သာနှခါမပီးချီမတုံတမှုဖြုံးနေသူအဘူးတို့၍နေသုံးနိုင်သူက ပြုံးနိုင်ညာဆွမ်းတို့၍မြပြီအချိန်တိုင်းသည်ဆွာရှိတည်းမြဲအောင်ကြိုးစားလေ အချိန်ကိုထိအဘူးကြီးတို့ကင်းကြိုက်ကြပြီအချိန်တိုင်းသည်အသုံးချတတ်သူအတွက်အသုံးနိုင်သလောက်စွမ်းအားတကူများပြင်ဖြစ်သည်မသုံးတတ်သူအတွက်အချိန်တိုင်းမိမိကိုချင်းချောင်နေသောရန်သူများပြင်ဖြစ်နေတတ်သည်အချိန်တစ်ခုဤတကူစွမ်းအားကိုလောကပစ္စည်းတန်ဖိုးဖြင့်တွက်ချက်တိုင်းတော်ရေးမရစကောင်းချီအချိန်တိုင်းတန်ဖိုးဖြစ်နိုင်သောရတနာများဖြစ်ပြီးသည် လောကနာကြီးပွားတဲ့ကြီးပွားတို့တဲ့နေသူ အစင့်မြင့်နေသူတိုင်းဒီအချင်းကိုတန်ဖိုးထား၍လေးစားနေသူများသာဖြစ်သည်အချင်းကိုတန်ဖိုးထား၍လေးစားသလောက်လဲကြီးပွားတို့တဲ့အစင့်မြင့်ရသမြဲသာသည်အချင်းသဘောကိုစဉ်းစားကြည့်လင် အလွန်စိတ်ဝင်စားပွေကောင်းလာသည်ကိုတွေ့ရမည်ဖြစ်သည်အမှန်စင်စစ်အချင်းဦးဒီမှာအခြေကိုတရပရမထအပြင်ထင်ရှားရှိသောအရာမျိုးမဟုတ်ချေ ။စကားအဖြစ်ခေါ်သတ်မှတ်ထားသောပညာမြတ်သာဖြစ်သည်။နာယီစသည်မှာလည်းအချိန်မဟုတ်ချေအချိန်ကိုတိုင်းနာသတ်မှတ်ဆုံးဖြတ်ပြီးသောအရာများသာဖြစ်သည်။တက်ရှိသတ်မဲ့ယုံနံခန္ဓာစုတို့၏ဖြစ်ပြပြောင်းလဲနေသောအချိန်တို့ကိုပင်အချိန်ဟုတင်စား၍ခေါ်နေခြင်းမြင်ဖြစ်သည်။မှတ်မိသည်အစမပြတ်မယံမနာပြောင်းလဲရည်သွားနေတဲ့သောကြောင့်အချိန်ဟုခေါ်ရသည်ဉာဏ်သတိဖြင့်တေချာစွာကြည့်လျင်တကယ်ပြောင်းလဲသွားနေသည်မှာအချိန်မဟုတ်ပဲ မခိုင်မြဲသောယုံနံပရမတ်တရားများမယမနာဖြစ်ပြက်ပြောင်းလဲနေခြင်းသာဖြစ်သည်ကိုတွေ့ရမည်ဖြစ်သည်တရားတို့ယုံနံအသက်ကိုဖြည့်ဆည်း၍လက်ရှိဘဝ၌နေရမည်အသက်တန်းကိုကုံအောင်တစတစနှုတ်ယူဝါစာပစ်နေသောကြောင့်လည်းအချိန်ဟုခေါ်ဆိုရ၏တကယ်ပြက်နေသည်မှာအချိန်မဟုတ်ပဲယုံနံများသာစေအောင်ညင်းစေလျက်ပြည့်နေကြခြင်းဖြစ်ပေသည်။တနည်းအားဖြင့်ရေတွက်အပ်ရေတွက်ကြောင်းဖြစ်သောကြောင့်လည်း အချိန်ခေါ်ရသည် အာယုံအချိန်ကို အာယုံပြု၍လည်းတဏှာဤတဏှာဤစသည်ဖြင့်ရည်တွယ်ရ၏တက်ရှိတမေများကိုလည်းတတန်းမြင်းများရှိပြီဟုအချိန်ဖြင့်တိုင်းတာယူတတ်ရ၏တို့ရာတွင်အချိန်ဤပမာဏအရာဝတ္ထုဤတတန်းကိုရည်တွယ်နေုံများဖြင့်ကိုယ့်အတွက်မြည်တိစွမ်းအားများတတ်လာမည်မဟုတ်ချေအချိန်ကိုယ်၌အရာဝတ္ထုတတန်းတို့တိုင်းကိုယ့်အတွက်စွမ်းအားတတ်လာမည်ရည်တွယ်စရာကကောင်းမွန်စွာကြင်ကြံအထုအသော ကောင်းမှုတရားသာသည် အချိန်ဒီမြည်သူကိုမြမျက်နာမလိုက်ပဲအညီအမျှလူတိုင်းရအောင် တိကျသေးချာစွာဝေငှပေးတတ်၏အချိန်တိုင်းဒီလူတယောက်အတွက်အချိန်သာအခွင့်ရေးပေးတတ်၍နှစ်ချိန်ဆက်၍ပြီးယူထုံးစံမရှိချေမြည်သူကိုမြကလည်းမဆောင်ဆိုင်တတ်ချေပြေလာသောအချိန်ကိုမတုံးပဲဖြုံးနေသူမှာအဘူးစင်းရဲများတိုးနေ၍အချိန်ကိုအသုံးချနေနိုင်သူသာအင်းမြရှင်ပြုံးစေသောစွမ်းအားတကူများကိုသုံးနိုင်သလောက်ပိုင်ဆိုင်ခွင့်ရကြလေသည် အာယုန်တိုင်းမိ၍အချိန်တိုင်းသိအောင်ထင်းသိမ့်နိုင်သော စိတ်ချင်းကရိယာတတိရှိသူများသာ အပူငိမ့်ကတွက်ကိန်းကြရလေသည်ကျေးဇူးတော်ရှင်တပိရိကရောစေတော်ကြီးအချိန်တန်ဖိုးလူတကိုဆိုတဲ့စာဟုတ်ပါအချိန်ကိုထိန်အပူငိမ့်ဆိုတဲ့ခေါင်းစဉ်ဖြင့်တရားလင်္ကာဓမ္မကဗျာများ ကိုစီကုံကသိရှိကြ၍ မိမိရဲ့အချိန်တန်ဖိုးများကိုသိရှိကလူတကိုယ်စွမ်းအားများရရှိအောင်ကြီးဝါတိုးတက်အောင် ကိုယ်စီကိုယ်မြအကျဉ်းချုပ်ကိုဆွမ်းဆောင်နိုင်ကြပါစေ။